အားလုံးမင်္ဂလာပါကျွန်တော်တို့မှာသတင်းထူးတစ်ပုတ်ရှိနေပါတယ်ဒါကတော့နိုင်ငံတော်တမင်ခံပုဂ္ဂိုလ်အမေတော်ဆန်းစုကြည်နဲ့ပတ်သက်တဲ့သတင်းပါအဲ့တော့အမေတော်ဆန်းစုကြည်ကိုအချမ်းဘတ်ဆက်ရှုံးကောင်စီတက်ကဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကိုကျွန်တော်တို့မသိရတာနှစ်နှစ်ကျော်ကာလရှိပါပြီအခုတော့အမေစုကိုဒီအချမ်းဘတ်ဆက်ရှုံးကောင်စီတက်ကဘယ်နေရာမှာဖမ်းထားတယ်ဆိုတာကိုသိရှိရပြီဖြစ်ပါတယ်နောက်ထပ်မေစုကသွားနဲ့နှလုံး ဆက်ဆက်တဲ့ဝေနာတွေကိုခန်းစားနေရပြီးဆချုံးကောင်စီကတော့စေကူတမှုအပြည့်အဝမပြည့်ဘူးလို့သိရပါတယ်။တရင်ကျောင်းရပြည်စုံကိုကျွန်တော်တို့ကြည့်အောင်ပါ။လူလူကောင်းဆောင်အမေတော်ဆန်းစုကြည်ကိုနေပြီးတော့စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းတင်းကြပ်ကြပ်နဲ့ဖမ်းဆီးချုံနှောင်ထားပြီးတော့တွားနဲ့နှလုံးယောဂဆန်ရဆက်ဆက်ဝေဒနာတွေခံစားနေရပေမဲ့လည်းစေကူတကွင်အပြည့်အဝမပြည့်ဘဲရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်နေကြောင်းမြန်မာပရီဇန်ဝင်းနက်က ဒုတိယပြည်ကြားရေးတာဝန်ခံမဆူးငေကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောဆိုထားတဲ့သတင်းတပုတ်မှာတွေ့မြင်ရပါတယ်ခင်ဗျာအမေတော်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်နဲ့၁၄မိုင်အကွာမှာရှိတဲ့စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းတင်းကြပ်ကြပ်နဲ့မတရားဖမ်းဆီးချုံနှောင်ထားကြောင်းလူထုခေါင်းဆောင်မှာသွားနဲ့ပတ်သက်တဲ့ယောဂါနဲ့နှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေခံစားနေရပြီးဆေးဝါးကုသခွင့်အပြည့်အဝမရရှိဘူးလို့သိရှိရပါတယ်မြန်မာဝေဒနာ ီမြန်မာပြည်စင်ဝိနက်အဖွဲ့ရဲ့စုံစမ်းအတည်ပြုချက်အရလူလူကောင်းဆောင်အမီဒွန်ဆန်းစုကြည်ဟာလက်ရှိချိန်မှာအခြေခံအကျဉ်းသားအခွင့်အရေးဖြစ်တဲ့ထောင်ဝင်စာအဲ့တွေ့ခွင့်မရရှိဘဲဒီအကျဉ်းသားအခွင့်အရေးတွေပါချိုးဖောက်ခံရကြောင်းအမီဒွန်ဆန်းစုကြည်ရဲ့ချုံနောင်ထားတဲ့နေရာကိုလက်ရှိချိန်မှာဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူကတာဝန်ယူပြီးတော့ဒီကုတ်ကဲနေတယ်လို့လည်းသိရှိရပါတယ်။ကျမတို့အဖွဲ့အစည်းအနေနဲ့သိရှိထားသလောက်တော့အန်တီဒွန်ဆန်းစုကြည်က လက်ရှိမှာသွားနဲ့ပတ်သက်တဲ့ယောဂဝေဒနာနဲ့နှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေကိုခံစားနေရပါတယ်။နောက်ပြီးတော့အသက်ကြီးလာတဲ့အတွက်ကြောင့်စိုးရိမ်နေရတဲ့အခြေအနေနောက်ပိုင်းလက်တလုံးမှာလည်းဒီအသက်ရွယ်ကြီးတဲ့ပါတီထိပ်ပိုင်းကောင်းဆောင်တွေတည်ဆုံနေတာဖြစ်တဲ့အတွက်အန်တီဒွန်ဆန်းစုကြည်အတွက်ကျွန်မတို့အဖွဲ့အနေနဲ့များစွာစိုးရိမ်မိပါတယ်ဆိုပြီးမြန်မာပြည်စင်ဝင်းနဲ့ကဒုတိယပညာရေးတာဝန်ခံမဆူးငယ်ကရှင်းပြပါပါတယ်ခင်ဗျာ။မေတော်ဆန်းစုကြည်ရဲ့ကျမကြီးနဲ့ပတ်သက်ပြီးစေဝကုသမှုအချို့ရရှိထားပေမဲ့အပြေအဝ စေဝါကုသခွင့်မရကြောင်းထောင်ထဲမှာရှိတဲ့ဆရာဝန်ကသာတာဝန်အရာစင်းမီလိုတွေနဲ့ကုသပေးတဲ့ပုံစံမျိုးဖြစ်နေတယ်လို့သူကထပ်ပြီးတော့ပြောပြပါတယ်။တွားနဲ့ပတ်သက်တဲ့ယောဂနှလုံးနဲ့ပတ်သက်တဲ့ယောဂခံစားနေရတာတော့ကြာခဲ့ပါပြီ။စင်းမီလိုနဲ့ပဲကုသနေတဲ့အတွက်ကြောင့်ဘလို့မှတက်တာလာမှာမဟုတ်ပါဘူး။အခုချိန်ထိလဲယောဂဝေဒနာကိုခံစားနေရစေဖြစ်ပါတယ်ဆိုပြီးမဆုငယ်ကဆက်ပြီးတော့ပြောပါတယ်ခင်ဗျာ။ဒါပြင်အကျဉ်းသားတအူးရဲ့အခွင့်အရေးဖြစ်တဲ့ မိသားစုနဲ့ထောင်ဝင်စားဧည့်တွေခွင့်ကိုမရရှိအောင်ပြည်ပင်ခံထားရတဲ့တဦးတည်းသောနိုင်ငံရေးအကျဉ်းသားဖြစ်ပြီးထောင်ဝင်စားဧည့်တွေခွင့်ကအကျဉ်းသားတိုင်းရရှိရမယ့်အခွင့်အရေးဖြစ်တယ်လို့အကျဉ်းအောင်လက်ဆွဲဥပဒေမှာတရားဝင်ပြဋ္ဌာန်းထားပေမဲ့အခုလိုမျိုးမိသားစုဝင်တွေနဲ့ထောင်ဝင်စားဧည့်တွေခွင့်မပေးတာလုံလောက်တဲ့ကျမ်းမာရေးဆောင်ရှောက်မှုမပေးတာဟာရည်ရွယ်ချက်ရှိရှိနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်နေတာဖြစ်ကြောင်းမြန်မာပြည်စံဝိနက်ကတရားဝင်သဘောထားထုတ်ပြန်ပါတယ်ခင်ဗျာ ဲလိုထောင်ထဲမှာရှိတဲ့လူလူကောင်းဆောင်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးမြန်မာပြည်စင်ဝင်းနဲ့ MPW အဖွဲ့နဲ့ယုံကြည်စိတ်ချရတဲ့သတင်းရင်းမြစ်မိဖက်အဖွဲ့စည်းတွေနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့သတင်းထုတ်ပြန်ခဲ့တာလို့ပြောပါတယ်ခင်ဗျာမိဖက်အဖွဲ့စည်းတွေရဲ့နာမည်ကိုတော့လုံခြုံရေးအရာထည့်သုံးပိုင်ခွင့်မရှိသေးတဲ့အတွက်ကြောင့်ကျမတို့အဖွဲ့စည်းအနေနဲ့ပဲတာဝန်ယူပြီးတော့ထုတ်ပြန်ထားရတာဖြစ်ပါတယ်ဆိုပြီးမဆုငယ်ကရှင်းပြပါပါတယ်ခင်ဗျာမြမအချင်းထောင်တက်တဲ့ MVW အဖွဲ့အနေနဲ့ ေါက်ဆန်းစုကြည်ကိုစစ်အာဏာသိမ်းအကြမ်းဖက်ဆက်ရှုံးကောင်စီကမတရားချုံနှောင်ထားမှုအကျဉ်းသားအခွင့်အရေးပယ်ဖျက်မှုနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုပေါ်ပြည်ပဆိုင်ရာအတိုင်းဝိုင်းကပြင်းပြင်းထန်ထန်တုံ့ပြန်မှုတွေပြုလုပ်ဖို့တောင်းဆိုကြောင်းလဲထုတ်ပြန်ချက်မှာတဘာတဲ့ရေးသားထားပါတယ်။မေတော်ဆန်းစုကြည်ကိုမတရားဖမ်းဆီးအကျဉ်းချမှုနဲ့နောက်ဆက်တွဲအတွက်တာဝန်ခံရမဲ့သူတွေမှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်စိုးဝင်းတို့အပါအဝင်ပြည်ထရေးဝန်ကြီးဟောင်းစိုးထွတ်လက်ရှိအနာဘိတ်ခံထားရသူဖြစ်ပါတယ်။ပြည်ထရေးဝန်ကြီးဟောင်းရာပြည့် လက်ရှိမှာတော့နေသက်ရေးရဝင်ကြီးပြည်ထောင်ရေးဝင်ကြီးထွန်းထွန်းတော်အခုလက်ရှိပြည်ထောင်ရေးဝင်ကြီးပါစကားထအချောင်းမှုတွေဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးတန်းလှိုင်ဒုတိယဗိုလ်ချုပ်ကြီးတန်းထွန်းဦးဒုတိယဗိုလ်ချုပ်ကြီးတေစာကျော်ဒုတိယဗိုလ်ချုပ်ကြီးဖုံးမြတ်အချင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဟောင်းဇော်ဝင်းအချင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်မျိုးဆွေနေပြည်တော်အချုပ်ထောင်ပိုင်းဦးသိန်းစော်မောင်ဒုထောင်ပိုင်းဦးကျော်သူရဦးစီးရရှိဦးအောင်တန်းမြင့်လက်ထောက်ကြီးကြေးရင်မှုကျော်မင်းထိုက် ်ဦးစီးရာရှိတင်ကြီးမြင့်လက်ထောက်ကြီးကျက်ရည်မှုမေသူအောင်တို့ပါဝင်နေဆိုပြီးနာမည်ပြည့်စုံတဲ့တာဝန်ခံရမယ့်သူတွေကိုလည်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်ခင်ဗျာအလားတူပဲလူလူကောင်းဆောင်မေတော်ဆန်းစုကြည်ကိုတရားစွဲအကျဉ်းချရမှာအကျန်းဘတ်ဆက်ရှင်ကောင်စီရဲ့အလိုကြစဘူတီတီမြို့နယ်တရားသူကြီးဦးမောင်မောင်လွင်တက္ကိနခရိုင်တရားသူကြီးဦးရဲလွင်မန္တလေးတိုင်းတရားလွှတ်တော်ဒီတရားသူကြီးဦးမြင့်တန်းနဲ့မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါခင်တင်းဝေတို့ကတသွေမသိမ့်လိုက်ပါဆောင်ရွက်ခဲ့တယ်လို့လည်း သိရှိရပါတယ်။ဒါပြင်မြမအချင်းသားအချင်းထောင်တက်တဲ့ MPW အဖွဲ့အစည်းအနေနဲ့မေတော်ဆန်းစုကြည်နဲ့နိုင်ငံရေးအချင်းသူအချင်းသားတွေကိုချက်ချင်းပြန်လွတ်ပေးဖို့နဲ့နိုင်ငံတကာခေါင်းဆောင်တွေအနေနဲ့စုပေါင်းတောင်းဆိုချက်ထုတ်ပြန်ပေးဖို့မြန်မာနိုင်ငံမှာရှိတဲ့အာဏာသိမ်းစစ်တပ်ဘောတန်တမာရေးပြားပေးတာတွေအပြင်စေကောင်းဆောင်တွေနိုင်ငံပြင်ပသွားလာမှုတွေကိုကန့်တတ်တာတွေပြုဖို့မေတော်ဆန်းစုကြည်ကိုလွတ်လပ်တဲ့လူအခွင့်အရေးအဖွဲ့တွေနဲ့ ICRC ကချက်ချင်းတွားရောက်ပြီးတော့စစ်ဆေးခွင့်ရရှိဖို့တောင်းဆိုရန် မေတော်ဆန်းစုကြည်တဦးတည်းချိုးဖောက်ခံထားရတဲ့မိသားစုတက်ဆိုင်သူတွေနဲ့ထောင်ဝင်စာအဲ့တွေ့ခွင့်ကိုအကျဉ်းသားအခွင့်ရေးအရာအပြည့်အဝပေးရင်အနာသိစစ်ကောင်းဆောင်တွေကိုဖိအားပေးတောင်းဆိုဖို့စတဲ့အချက်၄ချက်ကိုလည်း MPW ကနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့နိုင်ငံတကာခေါင်းဆောင်တွေထံကိုတောင်းဆိုထားပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ကြားသိရတဲ့အတိုင်းပါပဲအမေတော်ဆန်းစုကြည်လူထုမိခင်နဲ့ပတ်သက်ပြီးတော့သိရတဲ့အကြောင်းအရာကတော့တော်တော်လေးကိုအကြံပေးဆက်ရှင်ကောင်စီကရုတ်ကန်းထားတာကိုတွေ့မြင်ရပါတယ်အချင်း ချမတရားဖမ်းသိပြီးတော့အချင်းချခံထားရတဲ့အပြင်အကျဉ်းသားတွေရဲ့ရရှိနေတဲ့ခွင့်ရေးအဲ့တွေကွင်ထောင်ဝင်စာတွေ့ခင်တွေပါချိုးပေါက်ခံထားရတာဖြစ်ပါတယ်အဲ့တော့လူလူရှိမှလည်းဘယ်နေရာမှာပဲရှိတယ်ဘယ်လိုတွေခံစားနေရလဲဆိုတော့တိကွင်မရတာဒီနှစ်နှစ်ကျော်သုံးနှစ်တော်ကာလအတွင်းကိုရောက်ရှိလာပြီးတဲ့အခုအချိန်မှာကြားသိလိုက်ရတာကမေစုကနှလုံးနဲ့ဆက်ဆက်တဲ့သွားနဲ့ဆက်ဆက်တဲ့ယောဂဝေဒနာတွေကိုခံစားနေရပြီးတိတိကျကျစေကုတကွင်ကိုတော့မပေးဘူးဆိုတော့ တကယ်ကိုရုပ်ကန်းနဲ့လုပ်ရဖြစ်ပါတယ်ဒီမကြသေးခင် ရက်ကမှအသက်80ပြည့်ထားတဲ့အမေစုကိုအခုလိုမျိုးကြားသိရတာကတော့ပြည်သူလူထုလည်းစိတ်မကောင်းဝမ်းနဲ့ဖြစ်ရပါတယ်အဲ့တော့ဒီထုတ်ပြန်ချက်မှာတွေ့ရတဲ့အရင်ရက်ကဆိုရင်လည်းကျင်းတောင်တင်းမှာမန္တလေးမန္တလေးကလွတ်တော်ဥက္ကဋ္ဌအဲမအရင်ရက်ကဆိုရင်လည်းဒီလွတ်တော်ဥက္ကဋ္ဌတယောက် ထောင်ထဲမှာပဲတည်ဆုံးခဲ့ရတယ်အဲဒါအသက်ကြီးပိုင်းနေဟိုအရင်တစ်ခေါက်ဆိုလည်းကျွန်တော်တို့ မလေးတိုင်းဝန်ကြီးချုပ်ထောင်ထဲမှာပဲအဲယောဂဝိညာဉ်ပြင်းထန်တဲ့ခံစားပြီးတော့ကြဆုံသွားရတယ်အဲ့တော့မေဆုလည်းကုယောဂဝိညာဉ်ခံစားနေရတဲ့ဟာကိုအကြမ်းဆက်ရှုံးကောင်စီတက်ကတည်တည်ချာချာစနစ်တကျနဲ့စေကုတ္တကွင့် ပေးမထားဘူးလို့သိရပါဗျ။အဲ့တော့ကျမရေးအခြေအနေအသက်ကြီးပြီဖြစ်တဲ့အတွက်စိတ်ပိုင်းဆိုင်ရာအခြေအနေတွေစိုးရင်ရပါတယ်။ဒါကဒီမြန်မာပရစ်ဒန်ဝင်းနက်ကတောင်းဆိုထားတယ်လို့နိုင်ငံတကာ ICRC အဖွဲ့တွေတခြားနိုင်ငံတကာအဖွဲ့စည်းတွေအနေနဲ့အမေစုရဲ့ကျမရေးအခြေအနေထောင်တွင်းအခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီးတော့အယုံစိုက်တင်ပါတယ်။ဒါလောက်တော့နိုင်ငံတကာအနေနဲ့ဒါတွေကိုကြိုးကြိုးစားစားနဲ့လှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ပြည်သူလူထုလည်းဒီသတင်းအချက်အလက်တွေကိုစောင့်ကြည့်ပြီးတော့ အဲကိုနိုင်တဲ့တာဝန်တွေကိုနိုင်တဲ့တောင်းဆိုမှုတွေကိုနိုင်တဲ့ပြောဆိုမှုတွေနဲ့ဖိအားပေးရပါမယ်အဲ့တော့ဒါကတော့ကျွန်တော်တို့တွေ့မြင်ရတဲ့သတင်းကြောင်းရတပုတ်ခေတ်သစ်သတင်းဌာနကဖော်ပြထားတဲ့သတင်းကြောင်းရပုံမှာခြေခံပြီးတော့ပြည်သူလူထုစီကိုလာရောက်ပြီးတော့တင်ဆက်ရခြင်းဖြစ်ပါတယ်နားဆင်ပြီးကြကြရတော့အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ